အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ22ရက်နနခင်းစီးရီးသတင်း30ချက်များကိုဖိုက်တာတင်ပြပေးသွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကသတင်းချုပ်ထွက်ပေါ်လာခဲ့တဲ့လာရှုမျိုးစိန်တိုက်ပွဲမှာဖမ်းဆီးရမိခဲ့တဲ့စစ်တုံးပန်းတချို့ကိုပြန်လည်ဆေလွတ်ပေးခဲ့တယ်ဆိုတာမှန်ပါတယ်လာရှုကဆုတ်ခွာသွားစဉ်စစ်တုံးပန်းတွေကိုခေါ်ဆောင်သွားခဲ့တာဖြစ်ပြီးအဲ့ဒီထဲကတချို့ကိုပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်ပါတယ် ရှားလုံးနဲ့ရေးအတွက်ဘလောက်လက်ပြောင်းပေးတယ်ဆိုတာကိုတော့စီးစစ်နေသေးတာဖြစ်ပါတယ်။ဒုတိယတိုင်းမှုအဆင့်ဘုံမှုတွေလည်းပါတယ်လို့ကနဦးသိရှိထားရပြီးလက်ရှိတိုင်းစစ်ဌာနချုပ်မှာစစ်ကြောရေးဝင်နေတယ်လို့သိရှိရပါတယ်။လာချုပ်မှာတမန်လေးကကိုကန့်တဲ့အရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုတွစ်ဆုံမှုကညနေပိုင်းမှာဝင်ရောက်လာတဲ့စစ်ရင်နဲ့ဝင်ရောက်ဖို့ညှိနှိုင်းတဲ့ကိစ္စဖြစ်ရန်လိုပါတယ်။စစ်တိုင်းမှုနဲ့ကိုရကိုရရာကြီးနှစ်ဦးသာတွစ်ဆုံခဲ့ကြပြီးကိုကန့်တပ်ဘက်ကလည်းနှစ်ဦးသာတက်ရောက်တဲ့ကလေးဝဲတွစ်ဆုံမှုဖြစ်ပါတယ်။လာချုပ်ကို နေစားကုံစည်စကားအဖြစ်ပြုလုပ်နိုင်မှုညှိနှိုင်းမှုရှိတယ်လို့လည်းသိရပါတယ်။လာရှိုးကိုရမိုင်းရဲတန်ရန်နတ်ဆန်တောင်ကြီးလမ်းမိုင်းကိုအသုံးပြုနိုင်တယ်လို့ရှင်းမစွာတဲ့ကကျွန်တော်ခံမှန်းပြောပြပေးခဲ့ပြီးဖြစ်ပါတယ်။စတိုင်းမှုလုပ်သူကလာရှိုးမှာရုံးမထိုင်တော့ပဲမိုင်းရဲမှာပြန်လဲအခြေပြုထားတယ်လို့သတင်းတက်တက်ရှိနေပေမဲ့အတီးပြုလို့မရသေးဘူးဖြစ်ပါတယ်။လာရှိုးဝင်လာတဲ့စစ်ကြောင်းဟာအမတ်သက်ခွန်စစ်စင်ကိုကဲမှုဌာနချုပ်လက်အောက်ခံတပ်တွေဖြစ်မယ်လို့ခံမှန်းရပြီးအင်အား1000ဝန်းကျင်ရှိနေနိုင်ပါတယ်။ ဂျမန်တွေကအထိထမှန်ဝင်ရောက်နေတဲ့တာဖြစ်ပြီးအဆိုပါစစ်ကြောင်းဟာမန်ကတ်ခြေဆိုင်အမှတ်၈တက်မတော်တက်မြင့်လေးကျင်းကြောင်းမှာစုဖွဲ့ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ချမ်းမြောက်နောင်ချိုစစ်မျက်နှာစာမှာပြည်ဦးလွင်ကနေနောင်ချိုကိုတိုးနေတဲ့စစ်ကြောင်းဟာရင်ပေါင်းတန်းကိုရောက်ရှိနေပြီဖြစ်ပါတယ်။ဇဲခေါ်တဲ့အုံမတိမှာတော့တရားနာလေးနဲ့ပူးပေါင်းတပ်တွေရှိနေသေးဖြစ်ပါတယ်။ချွေချောင်ပင်ထိဆက်တိုးမဲ့အစီမံတော့ရှိနေတယ်လို့ကြားသိရပါတယ်။တံမွေးပြူဟာကတော့ဂေကြီးကောက်နေုံနဲ့မကျေနပ်သေးပါဘူး။ ရွာထဲကဒင်းလေးတွေခုပန်းတွေခုရောက်နေတွက်ချီကိုက်နေကြသည်ဖြစ်ပါတယ်။ကရင်နီဒီနယ်မိုးပြဲစစ်မြေနယ်ဆာမှာတော့ကရင်နီနဲ့ပူပေါင်းတပ်ဖွဲ့တွေဟာနေရာတော်တော်များများကိုပြန်လည်ထိ ंछ ုပ်လာနိုင်နေပြီဖြစ်ပါတယ်။လိုက်ကော်ခြေဆိုင်အမှတ်250ခြေလင်းတိုင်ရဲကနေ120မမအမြောက်ကြီးနဲ့ပြစ်ကူပေးနေတာတော့ရှိနေပါသေးတယ်။ထေကုံရှိမဲ့ဆန်းကဆင်းမေးချောင်းရဲ့ခြေရာတချို့လဲဒေသကနေပြန်လည်ဝင်ရောက်နေထိုင်ကြပြီဖြစ်ပါတယ်။စစ်ကောင်စီနဲ့ ပိုးပြည်သူစစ်တွေတော်တော်များများမက်ဆီကြိုက်ခဲ့ကြပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရမိထားတာရှိပါတယ်။အင်အားတစ်ထောင်နီးပါးရှိတဲ့စစ်ကြောင်းဟာတိုက်စစ်အဟုန်မကျသေးပေမဲ့အားပြော့ပြက်ပြဲစားပြုနေပြီလို့ဆိုရမှာဖြစ်ပါတယ်။ဂျီဂါဒါအဆောင်တက်လို့ခေါ်ကြတဲ့အမှတ်420နှစ်ချင်းမြန်တိုင်ရင်ကိုဖေကုံမျိုးကနေဖေကုံအင်းအရှိဘကန်းနန်းတုံရွာဖူမတစ်စစ်အနောက်ဘက်ကန်းလွယ်ချိုင်းရွာကိုဆက်လီတွေနဲ့ပို့ဆောင်တာဖြစ်ပြီးအဲဒီကမှတစ်စစ်မိုးပြဲမျိုးလေးကိုမော်တော်ယာဉ်တွေနဲ့ပို့ဆောင်တာဖြစ်ပါတယ်။ ခြေထဲကနေစီးရွှေပြောင်းမှုလှုပ်ဆောင်နေစဉ်တိုက်ခိုက်နိုင်မှာအကျိုးမြတ်ပုံများမှာဖြစ်ပါတယ်။တတော်ဆိုရင်